ွဲလေးရတော့ပေါ့နော်ကျမတို့ရဲ့ဒုတိယအချိန်မြောက် graduation အကွန်ပျူတာလက်မှတ်ချိမြက်ပွဲလေးပဲဖြစ်ပါတယ်ကျမတို့ legacy international school မှာဆိုတော့ KG ကနေစပြီးတော့ primary 1 grade 1ပေါ့နော်အဲဒီကနေပြီးတော့ primary 6အထိရှိတယ်နောက်ပြီးတဲ့အခါကျတော့ secondary 1 and secondary 2ပေါ့နော်သူကတော့ grade 7 grade 8ပေါ့နော် GED IGCSE နဲ့ college ဘက်မှာဆိုလို့ရှိရင်တော့ HND diploma တင်နိုင်နေရှိပါရှင်။ထောက်ပံ့တော်တော်ရခဲ့ရခင်ဗျာ။ဆရာမတွေကအကုန်လုံး business ကစပြီးတော့တေချာလေးပြောပြရတယ်။ဆရာဆရာမတွေကလည်းဒါစေတနာအဖြစ်နဲ့ဂရုတစားတင် जा ပေးခဲ့တာရောဒီမိဘတွေကလည်းတော့ကန်တေချာ support ပေးခဲ့တာကြောင့်ပေါ့နော်။ကိုလိုချင်တဲ့ result ကိုတေချာရခဲ့ရလို့ထင်ပါတော့။ အခုပွဲလေးရတော့ပေါ့နော်ကျမတို့ရဲ့ဒုတိယအချိန်မြောက် graduation အဂုံပြုလက်မှတ်ချိမြင့်ပွဲလေးပဲဖြစ်ပါတယ်ဒီပွဲလေးမှာတော့ကျမတို့ဒီ Legacy International School မှာအတန်းပြီးဆုံးသွားတယ်ပေါ့နော် pre-GED ရှိတယ် GED pre-IGCSE IGCSE နဲ့နောက်ပြီးတော့ကျမတို့ Legacy International College ရဲ့ HND Diploma ကိုရရှိတဲ့အကြောင်းသားကျောင်းသူတွေကိုပေးအပ်တဲ့ပွဲလေးပဲဖြစ်ပါတယ် ့ Legacy International School မှာဆိုတော့ KG ကနေစပြီးတော့ပေါ့နော် Secondary 2ပေါ့ပြောရမယ်ဆို KG ရှိတယ်အ Primary 1 Grade 1ပေါ့နော်အဲဒီကနေပြီးတော့ Primary 6အထိရှိတယ်နောက်ပြီးတဲ့အခါကျတော့ Secondary 1 and Secondary 2ပေါ့နော်သူကတော့ Grade 7 Grade 8ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ဆီမှာ Pre-GE တွေရှိတယ် Pre-IGCSE ရှိတယ် GED IGCSE နဲ့ College ဘက်မှာဆိုလို့ရှိရင်တော့ HND Diploma သင်တန်းတွေရှိပါတယ်ရှင် international school မှာဆိုလို့ရှိရင်ပေါ့နော် GED ပြီးဆုံးသွားတဲ့ကလေးတွေအားဆိုလို့ရှိရင်ကျွန်တော်တို့ US ကနေပြီးတော့တရရဲ့ချင်းမြင့်နဲ့ completion certificate ကိုရရှိတာဖြစ်ပါတယ် ITCSC ကတော့ကျွန်တော်တို့ Cambridge International Examination Board ကနေပြီးတော့ပေးတဲ့ CIE ပြီးဆုံးကြောင်းပေါ့နော်ဒီ ITCSC ပြီးဆုံးကြောင်း seminar results နဲ့နောက်က certificate လေးကိုရရှိတာဖြစ်ပါတယ်ဒီနေ့ပွဲလေးမှာဆိုရင်တော့ចောင်းသားចောင်းသူအရေးအတွက်ကျွန်မတရားကျော်လောက်တော့ရှိပါရှင့်ဒါကတော့ pre GED pre IG ကနေစပြီးတော့ GED IG CSC အကုန်လုံးပေါ့ เนาะကျွန်တော်တို့ဒီ IGCSC ဆိုလို့ရှင်လဲပြီးခဲ့တဲ့ major CIE cycle မှာဆိုလို့ရှင် A star တွေအများကြီးရထားရဲပေါ့เนาะ A star တွေအများကြီးအဲ6လုံးထိရထားတဲ့ကလေးတွေရှိတယ် A star 5လုံးနဲ့ A 1လုံးရထားတဲ့ကလေးတွေရှိတယ်အဲ့လိုပဲ A တွေ A star တွေအများကြီးရထားတဲ့ကလေးတွေပါပါတယ်နောက်ပြီးတော့ GED မှာဆိုလို့ရှင်လဲအမှတ်ပြည့်အမှတ်200အထိဖြည့်ဆို့အောင်မြင်ထားတဲ့ကလေးတွေလည်းရှိပါတယ်ရှင်ကျွန်တော်တို့ဒီနေ့အခမ်းအနားပွဲလေးရဆိုလို့ရှင်တော့တို့ legacy international နဲ့ school များနေတဲ့ကွာကျောင်းသားကျောင်းသူ 啊，露露对，完了就露西亚，弟弟在里面提拔的。 ပေါ့ Legacy International School ကို GED ကနေပြီးစပြီးတော့2023မှာစပြီးတော့ join ခဲ့ရဖြစ်ပြီးတော့ပေါ့နော် Intake 6.1မှာစတက်ခဲ့ရဖြစ်ပါတယ်ပေါ့နော် AI ကိုတော့ညီမကနေပြီးတော့182အဲ Social Studies ကကြာတော့172ရယ် Science 172ရယ်ပြီးတော့ match မှာကြာတော့198ဆိုပြီးတော့အောင်ခဲ့ပါတယ်နော်အားလုံးပေါင်းတို့တင်နေနဲ့724ဆိုတဲ့ result ရရှိပြီ။အားဟင်းနေတဲ့ င်ကြီးတက်ထွက်မယ်ဆိုပြီးတော့စိတ်ကူးရတဲ့အချိန်မှာဆိုရင်တော့ကျောင်းနေလိုက်စုံစမ်းတဲ့အချိန်မှာတော့ဒီ Legacy International School ကအာဈေးသက်သာတဲ့ဖြစ်ပေါ်မှာဒီ quality ကောင်းတဲ့ဒီပေါ့နော် education မိုင်းကို service ပေးနေရလဲတွေ့ခဲ့ရတယ်ပေါ့နော်အဲအနယ်လိုမျိုး brand ကြီးအဆက်တက်ခဲ့ရတာနေဆရာဆရာမတွေကလည်းအတင်မြောက်ကောင်းတဲ့အတွက် NGO ကိုဆက်လက်တက်ဖို့ရွေးချယ်ဖြစ်ခဲ့ရပါတယ် ကျွန်တော် legacy မှာတော့ GD premium intake မှာတက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ညီလေးက IGCSE တက်တာဆိုတော့ကျွန်တော်အစကတော့ high school ပေါ့နော်ဟိုမြန်မာ high school တက်တာနောက်ပြီးတော့မြန်မာ high school မှာနည်းနည်းလေးဆင်မပြေလာတဲ့အချိန်မှာ GD ကိုပြောင်းလဲဖြစ်တယ်အဲ GD ကျတော့လေးဘာသာလေးဖြစ်တယ်ကိုလည်းအင်္ဂလိပ်စာပတ်မှာနည်းနည်းဆင်ပြေရဆိုတော့အဲ GD ကိုပို့ပြီးတော့ legacy ကို join တဲ့အချိန်မှာလည်းအဲလိုဆရာမတွေကအရင် support လုပ်တယ်နားမလည်ရရှင်လည်းတရားသိရှင်းပြပြီးတော့ဟုတ် GD ကိုအခုလို့ အောင်မြင်ပြီးတော့ဆက်လာပါမယ်။နိုင်ရတနာလေးဒီမှာမနိုင်ပြောမှာဆိုရင် RE ကျောင်းမှာတက်တဲ့အချိန်ပါပေါ့နော်။ကျောင်းမှာတက်တဲ့အချိန်ပါဆိုရင်အဲ့လေးကဖြည့်ရဲ့အချိန်မှာလေးကတော့ကြာခဲ့ရပါပေါ့နော်။၄ကတော့ကြာခဲ့ရဲ့အချိန်မှာအဲ့လိုစိတ်လျှော့လိုက်လို့မရဘူး။အဲ့လိုဆက်သွားမှဖြစ်မယ်ဆိုပြီးအဲ့လိုတီချေရဲ့အပီစကားနဲ့ပေါ့နော်။အဲ့အရန်ကြောက်ခဲ့တဲ့ဘာသာတွေကဆာအဲ့လိုအမှတ်အများကြီးနဲ့ရခဲ့တာပေါ့နော်။ဆရာကျော်ကြီးဟာ ့ရဲ့ချင်ရတဲ့ရောဖွဲ့ဝင်သားစုတွေကျမတို့အကြောင်းမှာတော့ဘောနော်ဒါကတော့အဲ အထူးသဖြင့်တော့လူဒန်းစာမီရေးပေါ့နော်ဒီနိုင်ငံတကာပညာရေးကိုတက်လှမ်းနိုင်ဖို့နိုင်ငံတကာပညာရေးနဲ့ရင်းနှီးပြီးတော့ပေါ့နော်ဒီလိုမျိုးနိုင်ငံတကာပေးအပ်တဲ့ certificate တွေကိုရရှိနိုင်အောင်လို့ကျွန်တော်ရည်ရွယ်ပြီးတော့ဖွင့်လှစ်ပေးထားဖြစ်ပါတယ်ရှင်ဒီနေ့လိုမျိုးပွဲလေးဖြစ်လာဆိုလို့ရှင်ကျွန်တော်တို့ရဲ့ចောင်းသားចောင်းသူတွေရဲ့နောက်ခါမိဘတွေရဲ့အများကြီးគੁੰញីပံ့ပိုးပေးလို့ဖြစ်လာတာပေါ့နော်အဲ့တော့ចောင်းသားတွေရဲ့ជួសារអធិមੂတွေလည်းကျွန်တော်တို့အရန်ပဲဝမ်းသာအကုန်ယူမိပါတယ်ရှင်အင်ဂျီစစတဲ့ချင်းမှာတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီ ကိုတခါမှမတင်ဘူးတဲ့ဒီစာသင်ကိုတင်ရရဖြစ်တဲ့အတွက်ခက်ခဲရောရှိခဲ့တာ။ဒါပေမဲ့လည်းဒီဆရာဆရာမတွေကလည်းဒါစေတနာအဖြစ်နဲ့ဂရုတစိုက်သင်ကြားပေးခဲ့တာရောဒီမိဘတွေကလည်းတော့ကန်ဒီရှာစပော့ပေးခဲ့တာကြောင့်ပေါ့နော်။အာနောက်ဆုံးမှာတော့ဒီကိုလိုရှင်နဲ့ရက်ဆက်ကိုတင်ချာရခဲ့ရလို့ထင်ပါတော့။ထောက်ပံ့တော်တော်ရခဲ့ရခင်ဗျာ။ဟိုတင်ချာ Max ရဲ့ Ali Social Study ပေါ့နော်။ ပြီးတော့ science ပေါ့နော်ဆရာမတွေကအကုန်လုံး basis ကစပြီးတော့ teacher လေးပြောပြရတယ် teacher လေးပြောပြပြီးတော့အဲ့လိုမတိရရှင်လဲအဲ့လို x or breakdown နေမှာဆိုရင်ပါအဲ့လိုသူတို့သမင်းစားတာတွေပါပြက်ပြီးတော့အဲ့လို teacher လေးရှင်းပြပြီးတော့တော်တော်လေးအဆင်ပြေခဲ့ပါတယ်ခင်ဗျာ Congratulations to you all we are so proud of you ចောင်းဆိုရင်တော့ဒီအညီစတက်တယ်ရပါဘောနောက်ဆုံးစာမျိုးပဲဖြေတဲ့အထိကိုအကောင်လုံးပြီးခဲ့ရလို့ပြောလို့ရရပါဘောเนาะအာ exam period မှာဆိုရင်လည်းဒီ registration လုပ်ပေးတာ off fees တွေသွင်းပေးတာ exam ဖြေတဲ့ hall တွေအထိပေါ့เนาะ staff တွေကမကအမားတွေကြာဆရာဆရာမတွေကိုရိုင်းရပါသူဒီဆိုင်လုပ်ခဲ့ပြီးတော့ဘယ်လိုပဲဖြေဖြေတဲ့ချိန်မှာအားရပါတယ်ဟုတ်ကျွန်တော်ယောက်ျားလေးဖြစ်တဲ့အတွက်အဲ့လိုစာကြီးပဲတော့အမြဲတမ်းလှုပ်ရှင်တဲ့လူမဟုတ်တဲ့အတွက် legacy ကအဲ့လို balance လေးဖြစ်တဲ့အတွက်ပို့ပြီးတော့တက်တဲ့နယ်ဟိုအเจ้าမှာအမြဲတမ်းစာကြီးပဲလုပ်နေရကြရင်လည်းအဲ့လို pressure များ ဘာမှပြောစရာမရှိရင်လည်းမကောင်းဘူးလေအဲ့တော့ balance ဖြစ်တဲ့အကြောင်းတွေကိုတော့ပို့ပြီးရှာတင်တယ်ဒီမှာမှ legacy ကဟိုဘောလုံးပြိုင်ပွဲတို့တခြားတခြား activity အများကြီးလေးရှိရဲ့အကြောင်းဆိုတော့ပို့ပြီးထပ်တင်တယ်လို့ထင်ပါတယ်ခင်ဗျာမောင်မြင်းမင်းကနော်နီနေရော controversy ပေါ့နော်အပြောထွက်ဖို့ဆိုရင်တော့ဘယ်လိုဖြစ်လဲဒီကျောင်းနဲ့ဒီသင်္ချာ consonant နေလောက်ပြီးတော့ဒီစီစဉ်သွားဖို့ရှိပါတယ်ဟုတ်ကျွန်တော်ကတော့ဒီ big snacks main ဖြစ်ချင်တာပေါ့နော်အစီအဝိုင်းလောက်ချင်တယ်ပြီးတော့ကျွန်တော်ကားရီဝါသနာပါတော့ကားရီနဲ့ပတ်သက်ပြီးလောက်ဒီအများကြီးလောက်ချင်တယ်။လန်ဆုတန်စေဒီလိုမျိုးပေါ့နော် graduation ဘွဲကိုအချောင်းချောင်းသားရေတငယ်ချင်းနေတဲ့အတူတူတက်မြောက်လို့ရအောင်အားလုံးပြီးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ main campus ကတော့တောင်ဝင်းစင်တာတီလန်း level 3မှာရှိပါတယ်ရှင်ဒါကတော့ကျမတို့ legacy international school ရဲ့ main campus ပေါ့เนาะနောက်ထပ်ကျမတို့ကျောင်းဝဲတွေအရဆိုလို့ရှိရင်မြောက်တကုံမှာရှိတယ်နောက်ပြီးတော့မင်္ဂလာတုံးမှာလည်းကျောင်းဝဲတစ်ခုရှိပါတယ်ရှင် legacy